ကဲ့ပါကျမရဲ့အကိုကိုဖိုးပြူပေါ့နော်သုံးနှစ်ကွယ်လွန်သွားတာသုံးနှစ်ပြည့်တဲ့အတွက်ကြောင့်ကျမတို့ကနေပြီးတော့အလှူကုသိုလ်ဒါနာလေးပြုပါတယ်အဲ့ဒါမွေးငါအချိန်150လောက်ကျမတို့ချက်ထားပါတယ်ပရေလေးကောင်ပေါ့နော်ပရေလေးကောင်အားလုံးပြည့်မြင်ကြမှာပါအဲ့တွေ့လဲသူသာဆုံးသွားပြီပဲလို့သူ့အပေါ်မှာဟလာအားလုံးအာဘေဘီချစ်ခင်နေကြတဲ့ပိသက်တွေအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ကိုကင်းကောင်အတွက်ကောကိုဖိုးပြူအတွက်ကောဒါကိုဖိုးပြူရဲ့သုံးနှစ်ပြည့်မှာအမှတ်ရအနေနဲ့ကျွန်တော်ပြောပါတယ်ခင်ဗျ ဒီရတာပေါ့သမီးဒီလိုနေမျိုးဆိုရင်တွန်းခဲ့တဲ့၃နှစ်ကဒီလိုခြေဆိုအရင် ုတ်ကဲ့ပါကျမရဲ့အကိုကိုဖိုးပြူပေါ့နော်သုံးနှစ်ကွယ်လွန်သွားတာသုံးနှစ်ပြည့်တဲ့အတွက်ကြောင့်ကျမတို့ကနေပြီးအလှပုသူဒါနာလေးပြုပါတယ်အဲ့ဒါမွေးကအချိန်150လောက်ကျမတို့ချက်ထားပါတယ်ဟဲ့လားမကောင်းမချင်းကျွေးမှာပေါ့နော်ဒါလေးကတော့မွေးကကိုတော့ဘာဖြစ်လို့ဆိုကိုဖြူကလည်းဒီလိုမျိုးပွဲတွေဆိုအရန်နှစ်တက်တယ်လေ तू ကသဘောကျတယ်ဒီလိုစီစီကကနဲ့ကျွေးတော့မလို့ तू ကအရန်ပျော်တက်တဲ့လူဆိုတော့လေအားကြောင့်ကိုကဒါလေးကိုလည်းသူ့အတွက်ရည်စူးရည်မှန်းပြီးတော့လှုပ်ဖြစ်တာပေါ့နော် တဲ့လူလေးကသုံးနှစ်ပြည့်ပေါ့နော်သူမြေသုံးနှစ်ပြည့်လေးကိုနှစ်စဉ်နှစ်တိုင်းလဲလှူတယ်အန်ဒီကဟိုနေတိုင်းလဲပေါ့အလူလေးရှိပါတယ်အလူရေးဆက်လက်နဲ့မခွာပေါ့အန်ဒီလှူတယ်ငွားငါးစုတဲ့ကုနာပြောလို့သူမြေဟိုမှာစိုက်ကားသမားဆိုလဲချိုးနေကြရမ်းချိုးတဲ့ကြတယ်နော်ဒီငွားငါးတပွဲစားဖို့အပြင်မှာဟို1500ကုန်းမှဟိုစားလို့ရတာလေနော်ဟိုဒီလိုဟိုဟာဖြစ်လို့အဝစားရတယ်ကွာအဲ့လိုမျိုးလေးအကြောင်းဟိုကလဲလူဖြစ်တာပေါ့နော်အရန်ပီတီတော့ဖြစ်ရတယ်အများကြီးပဲလူကဟိုတထောင်ကျော်ဆိုတဲ့လူကလေ ဟိုဟိုလုံနိုင်လုံနဲ့ကိုင်တဲ့ကလေးတွေကလည်းဟိုစေတနာပါပါတယ်သူတို့အကုန်လုံးဝိုင်းကူလုတ်ပေးတယ်အားကြောင့်အဲသူစုံတာဒီနေ့၃နှစ်ပြည့်ပေါ့နော်အဲ့တော့ကိုသူဇနီးတဲ့နဲ့သူမိသားစုကနေပြီးတော့ဒီမွေးကဇဒုတီတာပေါ့နော်လုတ်ပြီးတော့အလူလုတ်တယ်ပေါ့အဲ့တော့ကောင်းပါတယ်လို့အဲ့ဒါဟိုဒီနေ့နဲ့လှမ်းပြီးတော့အဲသူဇနီးတဲ့မဆန်းဆန်းကြီးကလှမ်းပြီးတော့ပုံစက်တယ်အဲဦးမေမိုးတို့ဦးကပြောကျော်တို့ဂျန်တဲ့လူတွေလည်းအကုန်လုံးသူဖိတ်တယ်လေအဲအလုရှင်တော့လည်း အဲမလာကြနဲ့ပေါ့အလို့မရှိရင်တော့လေလာကြပါဆိုပြီးတော့အားလုံးဖိတ်ထားတကယ်ချင်းတွေလည်းတွေ့ရအောင်ဆိုပြီးတော့နေဖိတ်ထားလို့အဲ့ဒါကြောင့်လာတာဘာလို့တကယ်ချင်းတော့ဆုံးသွားတာတုံးနဲ့ရှိသွားပြီပေါ့နော်ဟာနိုင်မယ်လဲသူ့ရဲ့ငယ်ချင်းတွေမိတ်ဆွေတွေအခုဆိုလေဟိုမှာဝန်ကကျောင်းတော့ကမြန်မာစားတကယ်ချင်းတွေလည်းရောက်နေကြတယ်သူတို့ဆိုတော့ဒီချိန်လေးရောက်တိုင်းရောက်တိုင်းသူ့ကိုတတိယပေးနေကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်တယ်နော်ဒါတော့ဒါတော့ဒါတော့ ူတို့လည်းအဒီကဖိတ်လိုက်တာပေါ့ဒါဥပြုဘက်ကမိတ်ပေါ့နော်ဟိုသူတငယ်ချင်းတွေငငယ်တွေအကြောင်းတွေပဲတငယ်ချင်းမြန်မာစာအဖွဲ့တွေဥယိုင်းလို့ဆိုလဲဒါကိုနဲ့တောင်မတွေ့ခင်သူတို့နဲ့အရင်တွေ့ပြီးတော့ဟိုပေါ့နော်ညီညီကိုတွေလို့နေကြတဲ့အဖွဲ့တွေပေါ့ဒါကမဖိတ်မဖြစ်ကိုကဖိတ်ရမှာလေနော်ဒါအရေးကြီးတာပေါ့အရေးကြီးတဲ့ပုံကိုယ်တွေပေါ့နော်ကိုကလည်းလေးစားတယ်ဟိုတို့အကိုအကိုတွေလို့ပဲအောင်မနေ့ကဘာဘာသူရကျွန်မပစ်ထားလားဘာညာလဲကိုကလေမပစ်ပါဘူးတဲ့ဟိုတဲ့အလုံးမအားလို့ပါဘာညာနဲ့ ော်လာကြအောင်ပါဘို့လာကြအောင်ပါအဲဦးလီမိုးတော့သူကြော်ညာရဲ့တော့ရှိတယ်တဲ့အဲဘယ်ချင်းဖြစ်ဖြစ်လာလို့ဖယ်သားမှာလို့ချစ်ပေးနေကြတဲ့ ခုနှစ်တန်းဒီအလုံးဝန်တာပါတယ်ဟိုကုံလဲကျမ်းမာပါစီပေါ့နော်ဒီထမင်းဆိုလဲလာပဲဥဖို့ပြူဥဖို့ပြူအလိုဓာတ်ပုံချိန်တာလို့လေသူတို့လာကြတယ်အလိုဟိုကျေးဇူးလက်တင်ပါတယ်အဲဒီဟာလေးနဲ့ပဲကိုလဲအသက်ဆက်ရှင်နေရတာပေါ့နော်ဟိုစာဝတ်နေရောပေါ့အဆဆရာရာပေါ့နော်အလိုမျိုးလေးဒီရတာပေါ့တမီးဒီလိုနေမျိုးဆိုရင်တုံးခဲ့တဲ့၃နှစ်ကဒီလိုခြေဆိုအရင် ပြောပြပါတယ်ပြောပြပါတယ်ခဏခဏဒီငွေကြေးနေကြောင်းတော့အဲဆုံးသွားကြဆိုဒီနေ့မှနှစ်ယောက်ပေါ့နော်ကိုကင်းကောင်နဲ့ကိုဖိုးပြူပေါ့အဲသူတို့နှစ်ယောက်ကြောင်းတော့ကြုံတိုင်းပြောပြပါတယ်မမရရကိုပြောပြကြတာပါတရေလေးကောင်ပေါ့နော်တရေလေးကောင်အားလုံးပြည့်မြင်ကြမှာပါအဲ့တွေ့လဲသူဒါဆုံးသွားပြီပဲလို့သူ့အပေါ်မှာဟလာအားလုံးအာဘီဘီချစ်ခင်နေကြတဲ့ပြည်သက်တွေအကုန်လုံးကိုလည်းချစ်စုတင်ပါတယ်လို့ကိုကင်းကောင်အတွက်ကောကိုဖိုးပြူအတွက်ကော ဒါကိုဘုံပြည်ရဲ့၃နှစ်ပြည့်မှာအမှတ်ရအနေနဲ့ကျွန်တော်ပြောပါတယ်ခင်ဗျ။ဥပ္ပိပါလား။အများတဲ့လူတွေကိုပျော်ရွှင်စားလေ။ तू ကပျော်ရွှင်အောင်ဟိုစိတ်ချမ်းသာအောင်ပျော်ရွှင်အောင်အကုန်လုံး तू ကခုနှစ်သားသမီးလုပ်တဲ့အတွက် तू ပေါ်လေအကုန်လုံးချစ်ကြတယ်လေ။အဲ့လိုမျိုး။မမေဘူးမမေဘူးဘာလို့သူကသူတို့ကစိတ်စေတနာတစ်ခုပေါ့နော်အဲ့လိုမျိုးလေးဒီ ခုနှစ်သားတိပေါ်စေတနာထားပြီးတော့လေဟွာဖြစ်တယ်အဲ့ဒီကလေအဲ့ဒီအပေါ်မှာဟိုအကုန်လုံးကိုပံ့ပိုးပြီးတော့ပေါ့နော်အကုန်လုံးသတိရစေခြင်းတို့ထမင်းဆိုင်မှာဆိုသူ့ပုံကြီးချိတ်ထားလိုက်တယ်အကုန်လုံးကအဲ့ဒါသတိရကြီးမေးတာပေါ့ထမင်းလာဆိုင်โอเคမုံကတော့အများကြီးပေါ့ဒီအိမ်ဆိုတဲ့အနီပြောအရှိမလေးအနီပြောခဲ့ပါတယ်သူစီစဉ်ပြီးလုပ်ပေးခဲ့တဲ့ဒီစေကန်းလုပ်ငန်းဆိုလေသူစီစဉ်ပေးခဲ့တာပဲဒါပေမဲ့အန်ဒီကဟိုစေတနာတစ်ခုနဲ့ဆက်ပြီးတော့သူ့တက်လုပ်ပေးတယ်လေနော်ဟိုထမင်းဆိုင်လေဒီလိုပဲသူ့နာမည်ပဲအန်ဒီနာမည်မထွက်ဘူး သူ့နာမည်ပဲထွက်တာလေအဲ့လိုမျိုးဒါသူ့ရဲ့ကျေးဇူးတွေအများကြီးပဲရှိတယ်လေအန်ဒီကလည်းအားကြောင့်မို့ကိုဟိုဟာဖြစ်တယ်ဆိုရင်ကျေးဇူးဆက်တဲ့အနေနဲ့အမြဲတမ်းအလှလို့ရင်သူ့နာမည်လေးနဲ့ပဲလုပ်ပေးတယ်ပေါ့နော်